။ဟိုအခြေစုပ်ဖြစ်နေတယ်။အမောင်ဝိုင်း။ဘာဖြစ်ဟိုပေါ့ပီတီဖြစ်ရတာပေါ့နော်။ကြောက်တဲ့တေးဟိုအတရားမှန်တော့ဗျ။အေးပေါ်ပေးရတာပေါ့။နဲရမြားမဟုတ်ဘူးနော်။အဒါကိုကန္နဝပြုတ်ခါကြကလေးလေးမဟုတ်ဘူးပေးဒါတော့တတိကျုံထုံးစံပေါ့နော်။အဲ့လိုမျိုး။ကွာလဲစစုံနဲ့ကိုးနဲ့တော့ကွာမလားမသိဘူး။ရန်လေးနဲ့လေးနဲ့ကွာ။အဲ့ဒါငါးလေးပေးဘူးအဲ့ဒါခါရရတယ်။အေးစီစီလေးကိုသဘောလဲကြလဲ။နောက်နေ့တို့ဆိုစီစီလိုက်အောင်မယ်။ အဲ့ဒါမထင်မှမဖြစ်သွားတာခါလိုက်ဆိုမဆုံးကြဘူးလေကိုအစီအစဉ်နဲ့ကိုသွားနေကြတာပေါ့ဒီနေ့ကျဟဲ့တဲ့အိမ်မှာလည်းလူစုံတဲ့လည်းလာခဲ့လာခဲ့ဆိုတာအဲသွားတော့အဲကိုအခြေဆုံးဖြစ်နေတယ်ဟဲ့အမောင်ဘာဖြစ်ဟိုပေါ့ပီတိဖြစ်ရတာပေါ့နော်ဒီကြီးဆိုတာမဟုတ်ဘူးဘလောက်ဖေးလိုက်ရလဲအာမဟုတ်ဘူးအနေနဲ့လူကြီးကြတယောက်တသိပေါ့ကလေးကြတယောက်၅တောင်းတယောက်တသိဟိုကတယောက်၅တောင်းလောက် ်ပါတော့ကြီးကြီးတယ်ကြီးတယ်ရောက်တော့ငါးသောင်းကြီးကြီးတယ်ကြီးတယ်ရောက်တယ်ငါးသောင်းကြောက်ပါရဲ့ကိုရဟောပြပေးရမလားဆုံးမဆုံးဟုတ်တယ်ပြောပြပါအဲ့ဘယ်လိုမျိုးလေးကြောက်တာအမှတ်မတင်ဘူးဆုံးတာအမှတ်မတင်ဆုံးကြတာအဲပီတိတွေအရင်ဖြစ်တယ်လားလေဟုတ်ဘယ်တော့ဘောပြောရလဲဒါအကိုကအကြီးတယောက်နေနေကြတော့နော်ငယ်ဒီလိုပဲပေါ့နော်ဘိုးဘိုးပေးရကောင်မလေးဒါအေးဘောပေးရတာပေါ့နည်းတယ်များမဟုတ်ဘူးနော်ဒါ

အေးကောင်းပါတယ်ဟိုအဲ့လိုမျိုးကြီးမဆရုပ်ဆိုအဲ့ဒီစီစဉ်လေးကိုသဘောလဲကြလဲနောက်နေ့တို့ဆိုစီစဉ်လိုက်အောင်မေးဒါဟိုပါရီပါရီနေတာတာမဆရာဆေးရကုန်နေခါကြတော့အဲ့သူကကောလဂျီဘူးဝေးရကတော့တယ်မဆရာအာဇီတာအစ်အရွယ်ကြီးခါကြအာဇီတောက်တယ်ကောလဂျီလေးတောက်တယ်ဆိုတာသူကဆေးကုန်နေဆိုတာအဲ့သူဆေးဝေးကတော့ဘလုံးလောက်กว่าကြလဲกว่าလဲစစုံးနေ6နှစ်လောက်กว่าမလားမသိဘူးညနေနဲ့4နှစ်กว่าပါ ဟုတ်ကဲ့ပါကိုကျော်စကအဓိကပါကျမချမ်းသာပါစေပေါ့ကျမရဲ့အရေးကြီးတယ်လေချမ်းသာဖို့လည်းအရေးကြီးအဲပြီးတော့ဘဝတစ်ချက်ပေါ့နော်အတမ်းတမ်းကြောက်ကြပါလေနေနေပါစေအဲ့လိုငါသိငါသိပြီဘုဘုအနှခါရတယ်မနေ့ကတို့နှခါရတယ်ငါသိပြီဆေးရောက်ဒုတာနဲ့ပြင်ပြပါဦးဒုတာနဲ့ဒီကလာဇာဝတာကြီးစသွားဖြစ်တယ်လားအော်မသွားဖြစ်ဘူးမသွားဖြစ်ဘူးမင်းကဆောင်မပေါ့ဘာစစ်တပ်ပွဲစား ဘယ်လိုဘယ်လိုမျိုးလေးရောဒါပြောချင်လို့ဒါဆိုဖယ်မီမှာဆိုတော့တော်တော်လေးလက်ပြောင်းနေကြရလဲတွေ့ရတယ်။ကောင်းပါလေဘာဖြစ်ဆိုတာဒါကနောက်ဆိုတော့ AC တမဆိုတာလေ။ဟုတ်ဘောတူပါလေ။မဆုပ်ချစ်ပေးတဲ့ပြည်သက်ရောကျေးဇူးတင်တယ်ဒီနေ့အထိချစ်နေနိုင်သေးတာပေါ့နော်ဘာဖြစ်ဆိုတာအတိတ်ကြီးလာရင်ဟိုပါပေါ့ချစ်တဲ့စိတ်တွေကအပြောင်းသွားတယ်နောက်အမှုပညာရှင်တွေအများကြီးပေါ်ပေါ်လာတာကိုအဲမဆက်ဘူးမပြောင်းမလဲပဲချစ်ပြီးနိုင်တဲ့ပြည်သက်ရဲ့ကျေးဇူးတင်ပါတယ်။